ဟုတ်ကဲ့အားလုံးမင်္ဂလာပါခင်ဗျာ Anime Channel အနေနဲ့ပြန်လည်ကြိုဆိုလိုက်ပါတယ်ခင်ဗျာကျွန်တော်ခုလာရောက်တင်ဆက်ပေးချင်တာကတော့ကျွန်တော်ဒီ Facebook ကိုကျွန်တော်တို့ဒီ update လုပ်ပြီးလို့ရှိရင်ကျွန်တော်တို့ဒီ Facebook ကနေအသစ်ပါလာတဲ့ကျွန်တော်တို့ AI ပေါ့နော် AI ကျွန်တော်တို့ကဒီ profile ပုံလေးတွေကိုကျွန်တော်တို့ခိုင်းသမျှတွန်းနေလုပ်ပေးမဲ့ဒီဟွာပေါ့နော်ဒီဟွာလေးပေါ့နော်တခုပါလာတယ်ပေါ့နော်သူတို့ထည့်ပေးတာပေါ့နော် စာတန်းလေးပေါ့နော်စာတန်းလေးတစ်ခုအပေါ်ပြန်ပါလာရပေါ့နော်ဒီ profile ပုံနှိမ့်လိုက်လို့ရှိရင်ဒီမှာကျွန်တော်ပြပေးမှာနော်ကျွန်တော်တို့ကဒီ profile ဒီ update မလုပ်ခင်ပေါ့နော်ဒါကျွန်တော် update မလုပ်ရသေးပါဘူးဒီမှာကျွန်တော်တို့ဒီကိုယ့်ရဲ့ profile ပုံလေးကိုနှိမ့်လိုက်မှာပေါ့နော်ဒီမှာပေါ့နော်ဒီ profile ပုံလေးပေါ့နော်ဒါလေးနှိမ့်လိုက်မှာနှိမ့်လိုက်လို့ရှိရင်ဒီမှာကျွန်တော်တို့စာတန်းလေးရဲ့၃ချောင်းပဲပါတယ်ပေါ့နော်ကျွန်တော်တို့ဒါ update လုပ်ပြီးပါလို့ရှင်ဒီအပေါ်မှာကျွန်တော်တို့ကစာတန်းလေးတစ်ခုထပ်ပြီးတော့ပေါ်လာတယ်အဲ့ဒါတော့ AI ပုံနဲ့ပေါ့နော် AI ဆိုပြီးတော့စာတန်းလေးနဲ့ပေါ့နော်အဲ့ဒါလေးကတော့ဗာလဲဆိုလို့ရှိရင် ကျွန်တော်တို့ရဲ့ဒီ profile ပုံလေးတွေကိုကိုခိုင်းသလိုသူကနေလှုပ်ပေးတယ်ပေါ့နော်ဟုတ်ပြီဒါဆိုလို့ရှိရင်ကျွန်တော်တို့ကအဲဒီ Facebook ကိုသွားပြီးတော့ကျွန်တော်တို့ update တင်မယ်ပေါ့နော်ဟုတ်ပြီဒါဆိုရင် Play Store လေးကိုသွားလိုက်မယ်ပေါ့နော် ဟုတ်ပြီဒါဆိုလို့ရှင်ဒီတိုင်းရပြီဆိုလို့ရှင်ကျွန်တော်ဒီမှာကိုယ့်ရဲ့ profile ပုံလေးကိုတစ်ချက်နှိပ်လိုက်မှာเนาะနှိပ်ပြီးရောလို့ရှင်ကျွန်တော်ဒီမှာဒီမှာပေါ့เนาะနေရာလေးကိုတစ်ချက်နှိပ်မယ်နှိပ်ပြီးရောလို့ရှင်ဒီမှာ update ဆိုတဲ့နေရာလေးရှိပါတယ်အဲ့ဒါလေးကိုတစ်ချက်နှိပ်လိုက်မယ်ကျွန်တော် update မတင်တတ်တူတွေတော့ပေါ့เนาะတခါလဲ update ပါတင်တတ်သွားအောင်ပေါ့เนาะဒီမှာ facebook ဆိုပြီးတော့ဒီမှာ update ပေါ့เนาะအဲ့ဒါလေးကိုတစ်ချက်နှိပ်လိုက်မယ်เนาะ နေလိုက်ရင်ကျွန်တော်ဒီအပေါ်ဆုံးမှာအဝိုင်းလေးလဲနေပါလိမ့်မယ်အဲ့ဒါလေးပြည့်တဲ့အထိကိုကျွန်တော်တို့စောင့်ပြရမှာဖြစ်ပါတယ်ဒါဆိုရင်ကျွန်တော်ဗီဒီယိုလေးကိုခဏရက်ထားပါမယ်နော်ဆက်လို့ရှိရင်ကျွန်တော်တို့ဒီမှာကျွန်တော်တို့ဒီဘာပေါ့နော် update လုပ်ပြီးသွားလို့ရှိရင်ဒီမှာ open ဆိုပြီးတော့ပေါ်တာပေါ့နော်အဲ့လို open လို့ပေါ်လို့ရှိရင်ဒါအသုံးပြုလို့ရပါပြီဒါဆိုရင်ကျွန်တော် play store ထဲကနေထွက်လိုက်မယ်ထွက်ပြီးလို့ရှိရင်ကျွန်တော်တို့ဒီ Facebook ထဲကိုဝင်လိုက်မှာပေါ့နော် ။ဟုတ်ကဲ့ပြီးလို့ရှိရင်ကျွန်တော်တို့ဒါကိုယ့်ရဲ့ profile ပုံထဲကိုသွားလိုက်မယ်နော်။ profile ထဲကိုသွားမယ်။သွားပြီးလို့ရှိရင်ခုနပုံစံအတိုင်းလေးပေါ်လာမပေါ်လာဗောနော်အဲ့ဒါလေးကျွန်တော်တို့တစ်ချက်ဒီ profile လေးကိုနှိပ်ကြည့်မယ်ဗောနော်။နှိပ်ကြည့်လိုက်လို့ရှိရင်ပေါ်ပါတယ်ဗောနော်ဒီမှာအပေါ်ဆုံးမှာဗောနော်။ဒီမှာဗောနော်။ rest time profile picture what ai မနော်ဒီမှာဗောနော် အဲ့ဒါလေးကိုကျွန်တော်တို့ကတစ်ချက်နှိမ့်လိုက်ပါဘောเนาะနှိမ့်ရပုံကတော့ရမရတော့မသိဘောเนาะအဲ့ဒါကျွန်တော်ကအရင်အရင်တော့တရားပုံနဲ့ကျွန်တော်ဒါစမ်းပြီးဘောเนาะရရဲဘောเนาะဒီမှာဒီနေရာလေးမှာကျွန်တော်တို့နှိမ့်ပေးလိုက်ပါเนาะနှိမ့်ပြီးဒီမှာကျွန်တော်တို့မြန်မာလိုပြောလဲရတယ်ဒါမှမဟုတ်လဲအင်္ဂလိပ်လိုရေးတဲ့အင်္ဂလိပ်လိုရေးလဲရပါဘောเนาะနာမြန်မာလိုရေးကြည့်မယ်ဘောเนาะ မင်းသမီးမင်းသားပုံလုပ်ေးပါအဲ့ဒါရေးလိုက်မယ်ဗောနော်သူလောက်ပေးလို့ရတာမရတာဗောနော်မရလို့ရှိရင်ကျွန်တော်တို့ဒါအင်္ဂလိပ်လိုရေးရမယ်ဗောနော်ဟုတ်ပြီဒါဆိုရင်ဒီမှာမြားလေးကိုနှိမ့်လိုက်ဗောနော်ဒါဆိုရင်သူလောက်ပေးလို့ရတာမရတာဗောနော်အဲ့ဒါလေးတစ်ချက်ကြည့်မယ်ဗောနော် အော်ဒီမှာရတယ်ပေါ့နော်ဒီမှာမင်းသားမင်းသမီးပုံလေးပေါ့နော်ပုံစံလတ်လတ်လေးတွေပြောတာဒါမင်းစရနေနဲ့ဟာကိုလှုပ်ချင်တဲ့အလေးတွေပေါ့နော်လာလှုပ်ချင်တဲ့ပုံစံလေးတွေအင်းကြီးအယောင်လေးတွေကကိုယ့်အကိုပြောလို့ရပါပေါ့နော်ဒါတော့ကျွန်တော်ဒါမကြိုက်ဘူးပေါ့နော်မကြိုက်လို့ရှိရင်ဒါထပ်ပြီးတော့လဲလို့ရပါပေါ့နော်တကယ်လို့ကြိုက်တယ်ဆိုဒီဘွားတုံးဆိုတာလေးကိုနှိပ်လို့ရပါပေါ့နော်ဒါကိုယ့်အကိုဒါ လုပ်ကြည့်လို့ရပါတယ်နော်ဟုတ်ပြီဒါဆိုလို့ရှိရင်ကျွန်တော်ဗီဒီယိုလေးရတယ်လောက်ပါခင်ဗျာဗီဒီယိုလေးရှေ့ပေါ်မှာဖြစ်တော့ကြောင်းပေါ့နော်မိတ်ဆွေတို့အနေနဲ့ဒါကျွန်တော်တို့ Facebook update မစောရမလုပ်တတ်လို့ရှိရင်လည်းဒါ Facebook update လုပ်လို့ရပါတယ်ပေါ့နော်လုပ်နည်းလေးသိပါတယ်ပြီးလို့ရှိရင်ဒါ update မှာအစ်စ်ပါလာတဲ့စာတန်းလေးက AI ပေါ့နော် AI ကိုယ့်ရဲ့ profile ကိုကိုယ်စိတ်ကြိုက်လောက်ခိုင်းလို့ရပါတယ်မြန်မာလိုလည်းလွတ်လို့ရမြန်မာလိုလောက်ခိုင်းလည်းရတယ်အင်္ဂလိပ်လိုလောက်ခိုင်းလို့လည်းရပါနော်ဟုတ်ပြီကျွန်တော်ဗီဒီယိုရတော့ပါခင်ဗျာမိတ်ဆွေများလုံးကိုထူပါကျေးဇူးတင်ရှိပါခင်ဗျာကျွန်တော်ဗီဒီယိုလေးတွေကမိတ်ဆွေတို့အတွက်ကိုအကျိုးရှိတယ်ဘုသူရရတယ်ဆိုလို့ရှိရင် ကျွန်တော်ဗီဒီယိုလေးရောက်က subscribe ဆိုတဲ့နေအောင်စာသားလေးကိုမနှိပ်ခဲ့သေးရင် subscribe ဆိုတဲ့နေအောင်စာသားလေးကိုနှိပ်ခဲ့ပြီးတော့ပေးနာခေါင်းလောင်းလေးပေါ်လာရင်ခေါင်းလောင်းလေးကတိတိကျကျတောင်းဆိုခြင်းပါလေမိတ်ဆွေများအားလုံးကိုစိတ်နှပြချမ်းမှချမ်းသာကြပါစေ။